ါပါရှင်2015ခုနှစ်ဇန်နဝါရီလ19ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခင်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနာရီမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် 6ပွင့်ဆိုင်တွဲဆုံဆွေးနွေးရေးပြည်အောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးသမရဦးသိန်းစိန်ကတရားဝင်အကြောင်းပြန်ကြားလိုက်ပါတယ်။နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ပြည်အောင်စုလွှတ်တော်အစည်းအဝေးမှာသမရရဲ့တုံဝန်လှာကိုလွှတ်တော်နာယကသူရဦးရွှေမန်းကဖတ်ကြားပြခဲ့ပါတယ်။အဲဒီတုံဝန်လှာမှာသမရက6ပွင့်ဆိုင်တွဲဆုံဆွေးနွေးဖို့တိုက်တွန်းချက်ဟာကောင်းမွန်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြိုဆိုကြောင်းဒါပေမဲ့တိုင်းရင်းသားပြည်သူအလုံးလူထုလူတန်းစားအဖွဲ့အစည်းတွေနိုင်ငံရေးအင်အားစုတွေအလုံးလက်ခံတဲ့ ကိုစားပြုမှုဖြစ်စေဖို့အတွက်ဒီတွေ့ဆုံဆွေးနွေးပွဲကိုဘယ်လိုဆောင်ရွက်ပေးစီလိုရဲဆိုတာအကြောင်းပြန်ကြားပေးပါဆိုပြီးဖော်ပြထားပါတယ်။ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ပြည်ထောင်စုလွှတ်တော်ဟာတာဝန်ရှိဆုံးဖြစ်ကြောင်းသမရအနေနဲ့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာလိုက်နာလှုပ်ဆောင်သွားမှာဖြစ်ပြီးလုံထုံးလုံကြီးတွေကိုကြော်လွန်လှုပ်ဆောင်မယ်ဆိုရင်တရားဥပဒေစိုးမိုးရေးကိုကြော်လွန်လှုပ်ဆောင်သလိုဖြစ်နိုင်တယ်ဆိုတာသတိပြုဖို့လိုကြောင်းလည်းသမရရဲ့တာဝန်မှာဖော်ပြထားပါတယ်ရှင်။ NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်နဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တချို့နေပြည်တော်ကဒေါန်ဆန်းစုကြည်နဲ့အိမ်မှာဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်ရင်းနဲ့2015ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ကြဖို့ဆွေးနွေးခဲ့ကြတယ်လို့ UNA အဖွဲ့ဝင်ရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရင်းမှူးဦးဆိုင်ညွန့်လင်ကပြောပါတယ်။ ဒီအချက်သုံးချက်နဲ့ပတ်သက်ပြီးအသေးစိတ်ကိုဆက်လက်ဆွေးနွေးကြအောင်မယ်လို့သိရပါတယ်။ဆွေးနွေးပွဲကို NLD ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဗဟိုအလုံးမှုဆောင်ဦးထွန်းထွန်းဟိန်ဒေါ်နန်းခင်ထွေးမြင့်ဒေါ်ခင်သေးကျွဲဒေါက်တာဒေါ်တန်းငွေမန်းကျော်နီနဲ့ UNA အဖွဲ့ဝင်တွေဖြစ်တဲ့ဦးဆိုင်ညွန့်လွင်ဒေါက်တာမင်းဆိုလင်းဦးမန်းကျော်ငိမ့်ဦးကန်းလျံနဲ့ဦးနိုင်ဖေတန်းတို့တက်ရောက်ခဲ့ပါတယ်။မြို့တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကိုတိုင်းရင်းသားနိုင်ငံရေးပါတီ၈ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ရှင်။ KIA ကချင်းလူမျိုးရေး တပ်ရဲ့တပ်မဟာနှစ်လောက်ခန့်တရင်6ကဖမ်းဆီးထားတဲ့ရဲတပ်ဖွဲ့ဝင်3ဦးကိုဖားကန်းမြို့နယ်ဥချုပ်ရေးအဖွဲ့ကိုဒီနေ့လွှဲပြောင်းပေးရလိုက်ပါတယ်။ရဲတပ်ဖွဲ့ဝင်3ဦးကိုထိန်းသိမ်းထားတဲ့ဖားကန်းမြို့နယ်ဂျာလရန်ရွာအနီးကတရင်6ရဲ့တပ်စခန်းမှာတွားရောက်ခွဲယူခဲ့တာလို့မြကြီးနားမြို့အခြေစိုက် PCG ငင်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်ဦးလမိုင်ခွန်ချာကပြောပါတယ်။ကချင်ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးဦးကမန်ဒူးနော်နဲ့အတူလိုက်ပါခဲ့တဲ့ရဲတပ်ဖွဲ့ဝင်3ဦးကိုမွန်းညင်းခရိုင်ဖားကန်းမြို့နယ်ဝေခါဝေလုံတောင်ကျောပေါ်မှာ ဒီလ14ရက်နေ့က KIA တပ်ရင်း6တပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ညဉ့်ဉန်းရေးအကျိုးဆောင်အဖွဲ့ဝင်တွေဟာဖားကန့်အခြေစိုက်အစိုးရတပ်မ66တပ်မမှုနဲ့တွေ့ဆုံခဲ့ပြီးအစိုးရနဲ့ KIA တိုက်ပွဲတွေကြောင့်ပိတ်မိနေတဲ့ကျေးရွာ300ရွာကဒေသခံ2000ကျော်ကိုကူညီဖို့အတွက်လဲဆွေးနွေးခဲ့ကြပါတယ်ရှင်။ဖားကန့်မြို့နယ်လုံခင်းကျေးရွာဦးစုအောင်ပါလီကျေးရွာအနီးတိုက်ပွဲကြမှာပိတ်မိနေတဲ့လူ2000ပတ်ဝန်းကျင်မှာယာနဲ့ချီရဲ့တရုတ်နိုင်ငံသားတွေပါဝင်နေတယ်လို့ တရုတ်ပြည်မှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာကဖော်ပြပါတယ်။အရေးအတွက်အတိအကျကိုတော့ဖော်ပြမထားပါဘူး။အဲ့ဒီဒေသမှာရောက်ရှိနေကြတဲ့တရုတ်နိုင်ငံသားတွေဟာစီးပွားရေးလုပ်ငန်းသွားရောက်လုပ်ကိုင်နေသူတွေနဲ့တရုတ်ကုမ္ပဏီတွေကရင်းနှီးမြှုပ်နှံတည်ဆောက်နေတဲ့စီမံကိန်းတွေမှာလုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသားတွေကိုဘေးမတည်ရန်မခပြန်ပို့ပေးဖို့ KIA ကအာမခံထားတယ်လို့လည်း Global Times သတင်းစာကဖော်ပြထားပါတယ်ရှင်။ ဇန်နဝါရီလ18ရက်စနေနေ့ကရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ American Outlook တော်အမတ် Aaron Shock ဟာဇန်နဝါရီလ18ရက်နေ့ကမြန်မာငြိမ်းချမ်းရေးစင်တာမှာ MPC မှာဝန်ကြီးဦးအောင်မင်းနဲ့တွေ့ဆုံခဲ့ပြီးသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကကောက်နှုတ်တင်ပြထားပါတယ်ရှင်။ American ပြည်တော်စု Illinois ပြည်နယ် Outlook တော်အမတ် အေရွန်ရှော့ဟာမြန်မာညီညွတ်ရေးစင်တာ MBC မှာဝန်ကြီးဦးအောင်မင်းနဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရဲ့လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းရေးတိုးတက်မှုအခြေအနေတွေကိုဆွေးနွေးခဲ့လို့သိရပါတယ်။ဦးအောင်မင်းကတော့အမေရိကန်လွှတ်တော်မှာမြန်မာစိုးရနဲ့အဆက်ဆံအထူးတွေ့နေတဲ့အတွက် Mr. Shaw ရဲ့ခီးစဉ်ဟာမြန်မာစိုးရနဲ့အမေရိကန်လွှတ်တော်ကြားဆက်ဆံရေးတဲ့ထူထောင်ပေးမဲ့ကောင်းသောလာခြင်းဖြစ်တယ်လို့သတင်းတောက်တွေကိုပြောပါတယ်။ United States ရဲ့ဆိုလို့ရှိရင်အစိုးရဖက်နဲ့ပူးပြောင်းရေးပြီးပါတယ်။ Congress ရဲ့ဆိုလို့တော့အထူးတွေ့နေပါတယ်။အခုကတော့ဒီ ဒီ Congress Man ဒီလာတဲ့တောင်းရင်လာပြီးရဲ့နောက်ပိုင်းမှာကျွန်တော် Congress နဲ့တော့ပို့ပြီးတော့ရင်းနှီးနှီးနဲ့ဆက်သွယ်မှုတွေရှိလာနိုင်မယ်လို့ကျွန်တော်လည်းမှတ်မှတ်ပါတယ်အခုဒီမနေ့လည်းကျွန်တော်ဆွေးနွေးခဲ့ပါတယ်အဲသူလာခြင်းကကောင်းတော့လာခြင်းဖြစ်ပါတယ်မကြခင်ကလည်းကျွန်တော်မြန်မာနိုင်ငံကို United States ရဲ့ Congress ကဖွဲ့တယ်လာလို့ရှိပါတယ်သတင်းစာရှင်းလင်းရမှာ Mr. Shaw ကသူ့ရဲ့ခီးစဉ်ဟာ သူကိုစားပြုတဲ့ Illinois ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၈ကထွက်ရှိတဲ့ထွက်ကုန်တွေကိုမြန်မာနိုင်ငံမှာဈေးကွက်ချဲ့ထွန်နိုင်ဖို့နဲ့ American စီးပွားရေးလုပ်ငန်းတွေမြန်မာနိုင်ငံမှာယင်းနှိမ့်မြှုပ်နှံလာနိုင်ဖို့အတွက်ဖြစ်တယ်လို့ပြောပါတယ်။ But uh, my goal really in leading Myanmar uh, tomorrow night will be to take back to the United States uh, a renewed commitment မြန်မာနိုင်ငံမှာ democracy ပြုပြင်ပြောင်းလဲရေးမပြည့်စုံသေးပေမဲ့အချိန်ကာလတို့တို့မှာဒီခေတ်ရောက်အောင်လုပ်ဆောင်နိုင်တာဟာဂုဏ်ယူရမယ့်အောင်မြင်မှုတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံကငြိမ်းချမ်းဆောင်ရွက်ချက်တွေအောင်မြင်နေဆိုရင်မြန်မာနိုင်ငံအတွက်သာမကမြန်မာနိုင်ငံမှာယင်းနှိမ့်မြုံနှံမှုတွေလုံးမဲ့နိုင်ငံကအတွက်ပါအောင်မြင်မှုပါလို့လည်း Mr. Shaw ကပြောပါတယ်။ American Outlook တော်မှာဟာနေပြည်တော်ကိုတွားရောက်ပြီးတော့မြန်မာဆိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့သိရပါတယ်ခင်ဗျာ။ကိုကျော်မြင့်ထွန်းတင်ပြပေးခဲ့တာပါရှင်။အင်းစင်ကျင်းထောင်မှာထောင်နဲ့နှစ်ရှည်ကြာခံနေရတဲ့ဒေါက်တာထွန်းအောင်ကိုသမရရဲ့အထူးလွန်ငင်းချမ်းလာဝင်အမိန့်နဲ့ဒီကနေ့ညနေ၄နာရီမှာလှုပ်ပေးလိုက်ပါတယ်။ တာထွန်းအောင်လွတ်မြောက်ဖို့အတွက် American Outlook တော်အမတ် Aaron Shaw ကကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီးဘိုင်းဝန်ကူညီခဲ့တဲ့အဖွဲ့အစည်းကတော့ Check the Moral နိုင်ငံအခြေစိုက် Pride Freedom Foundation ဖြစ်ပါတယ်။တာထွန်းအောင်ဟာ2012ခုနှစ်ဇွန်လအတွင်းကရခိုင်ပြည်နယ်မောင်နှံမြို့မှာဖြစ်ပွားခဲ့တဲ့ရခိုင်တိုင်းရင်းသားတွေနဲ့ Rohingya Muslim တွေအကြားပြည်ပခါနဲ့ဆက်နွယ်ပြီးဖမ်းဆီးခံရတာပါ။မူလက1918နှစ်ချမှတ်ခံထားရကနေနောက်ပိုင်းမှာပြည်တံကို6နှစ်လျှော့ပေါ့သတ်မှတ်ခဲ့ပါတယ်။တာထွန်းအောင်ကိုခုလိုလွတ်ပေးလိုက်တဲ့အတွက် မြန်မာဒီမိုကရေစီမြန်မာအစိုးရအနေနဲ့ဒီမိုကရေစီပြည်ပြင်ပြောင်းလဲရေးကိုစ조사နေတယ်ဆိုတာကိုတက်တည်ပြလိုက်တာဖြစ်ပြီးအမေရိကန်နဲ့မြန်မာနိုင်ငံဆက်ဆံရေးကောင်းမွန်လာတဲ့တက်တည်ဖြစ်တယ်လို့လည်းအမေရိကန်အောက်လွှတ်တော်အမတ်အရွန်ရှော့ကပြောပါတယ်ရှင်။အင်းစင်ချင်းထောင်ကနေဒီနေ့ညပိုင်းမှာပြန်လွတ်လာတဲ့ဒေါက်တာထွန်းအောင်ကို RFA ဝိုင်းတော်သားဦးခမောင်စိုးကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ဟုတ်ဘူး။ဆရာတော်ကလည်းပြောပြလိုက်တော့ပြောပါစို့။ဆရာတော်သမရာကလည်းပြောလူမြင့်ချမ်းသာကိုလည်းတွေ့ပြရပါလို့ပြောပါတယ်။ ဒါဆိုတကယ်ဆိုရင်ကျွန်တော်ကလွတ်ဖို့ကနောက်ထလာဘယ်လိုကြမှာလဲ။ဘုံမှာတိုက်ဆိုင်ကျွန်တော်အပရင်မှာလွတ်မှာပါ။တခြားတော့မှလွတ်လို့ရှိပါတယ်။ Okay အခုအဲ့လိုနိုင်ငံတော်သမားစီကျန်တာကိုလည်းပြောပါတော့ပေါ့လေ။အခုနောက်ကဆရာလွတ်ရဖို့အတွက်ဒီအမေရိကန်တော်ကအဲ့လိုရှော့ကဂျူသာဆောင်ရတဲ့ဆိုတော့ပြီးပါလား။အဲ့ဒါလည်းကျွန်တော်ကားပေါ်ရောက်မှဒီကိုရောက်မှသိရတာ အတိတ်ကြတော့ကျွန်တော်ဒီလွတ်တော်အမတ်ကကျွန်တော်နဲ့တွေ့ဖို့ရှိတယ်ဆိုတော့ကားပေါ်မှာကိုချစ်ကိုကိုမပြောပါနဲ့ဟုတ်ကဲ့ဆရာခုအဲ့တော့ညွှန်ပြတာတဲ့အတွက်ဘယ်လိုများခံစားမှုရှိပါသလဲအဲကျွန်တော်အများကြီးပြောပါတယ်ဒါကကျွန်တော်ကမှစကားလုံးရှိတယ်လေအပြောဆုံးနေရမှာတော်ရလို့တဲ့နေ့တင်နေအပါအဝင်ပေါ့အဲ့လိုဒီမှာကျွန်တော်သမီးပြရတယ် ော့တရားကျွန်တော်မှတ်တရားဆရာသမီးတို့တွေ့ရမယ်ဆိုတော့ဆရာကြိုပြီးမသိပါဘူးကျွန်တော်ဘာလို့ပြောလဲဆိုတော့ကျွန်တော်ထောက်ကနေကြတော့မှပြောတာပါသမီးနဲ့သမတ်တို့စောင့်နေပါလေဆိုတော့ဒီဦးချစ်ကိုကပြောတာပါဦးချစ်ကိုကရုံးကြောက်ပါလားလို့ပြောပါတယ်ဟုတ်ကဲ့ဆရာဘူးအဲ့တော့ဘာလို့ဆက်လုပ်နေခင်ဗျအော်နော်လားဆရာကျွန်တော်မိသားစုကျွန်တော်တို့အဲဘိုးရဘွားညောင်ကတမရေးစစ်စစ်ဝင် စေဝါကုသမှုတွေလုပ်ပါတယ်။နောက်ပြီးတော့မှကျွန်တော်ကျွန်တော်စဉ်းစားနေတာရှိတယ်လေ။ကျွန်တော်စဉ်းစားနေတာကျွန်တော်ဘာလုပ်ဖို့ရမလဲဆိုတာအချင်းပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီကညဉ့်ညမ်းမှုတင်ငင်မှုပုံပြုံးမှုအဲဒီမှာလူမျိုးစုတွေရှိတာပြန်ပြီးတော့နားလည်မှုနဲ့ပြင်မှုနေပြစတာများစွာအတူတူ ရင်းကြပြီးတော့ရင်းကြရင်းကြဆောင်တဲ့အတူတူရှင်တွဲပဲနေလာခဲ့ကြသလိုခုတည်းလိုပြပြပေါ်တဲ့ပုံဘယ်လိုများလို့ပို့ခင်ရမယ်ဆိုတာညာကိုကျွန်တော်ကြည့်ပါဦးမယ်။ဆရာဘုရားကျွန်တော်အရပ်ပြည်လွတ်တဲ့ဖတ်ရှားတာညီမပြည်သူတို့ဘာများပြောလို့ပါလဲဆရာ။အာကျွန်တော်နိုင်ငံရောဒီဒီမိုကရေစီအခွင့်အရေးပြည့်ဝရှိတဲ့ နိုင်ငံဖြစ်စေခြင်းပါတယ်လူခွင့်ရေးအပြိုးဝရှိတဲ့နိုင်ငံဖြစ်စေခြင်းပါတယ်ဒါပြီးတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံချစ်ချင်ရင်းနှီးစွာနဲ့အပြန်ပြန်အပြန်လာဒေသမှုနားလည်မှုနဲ့ပြည်လို့နေနိုင်တဲ့လူမျိုးအတိုင်းအဝန်တစ်ခုတန်လေပြီးတော့ဖြစ်လာစေခြင်းဟုတ်ကဲ့အခုဆရာလွန်မြောက်ရေးတဲ့ကျူပါဆောင်တဲ့ပုဂ္ဂိုလ်အားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မထင်မထင်မှတ်ခဲ့ပါဘူးကျွန်တော်ဒီတာမန်တာမန် ဒီလူတယောက်ပါကျွန်တော်လူသိပြောဘလောက်မှဟိုဟာမဖြစ်တဲ့လူတယောက်တက်ကိုအဲ့လိုလူကြီးတွေကနေပြီးတော့ပေါ့ဝိုင်းပြီးတော့စူးစမ်းတာဟုတ်ကျွန်တော်အမှန်တန်လဲအအောင်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ပီတိလည်းအများကြီးဖြစ်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ကျေးဇူးထူးတယ်ပါအထူးတင်ပါတယ်ဘလောက်ကျေးဇူးတင်ပါတယ်လူကြီးတွေ ကိုယ်ပေရာဘာသာကုပြောင်းခြင်းဆိုင်ရာဥပဒေကျမ်းနဲ့လူဦးရေတိုးပါနှုံထင်းကြီးခြင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုဥပဒေကျမ်းနှစ်ခုကိုပြည်တော်စုရှိနေကြုံရုံကမြို့သားလွှတ်တော်မှာဒီနေ့တင်သွင်းခဲ့ပါတယ်။အဲ့ဒီဥပဒေကျမ်းနှစ်ခုအပေါ်မြို့သားလွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောထားခံယူရမှာကိုယ်ပေရာဘာသာကုပြောင်းခြင်းဆိုင်ရာဥပဒေကျမ်းကိုတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်6ဦးကကန့်ကွက်ခဲ့ပါတယ်။ဘာသာကုပြောင်းမှုအတွက်အဆင့်ဆင့်စစ်ဆေးမေးမြန်းခံရမယ်ဆိုတာမဖြစ်သင့်ဘူးလို့ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်ဦးဆောင်လေထန်းကပြောပါတယ်။ ကိုယ်ပိုင်ရပါတော့ကုပြောင်းချင်းဆိုင်ရာဥပဒေကြမ်းကိုထောက်ခံသူ189ဦးရှိတာကြောင့်မြို့သားလွှတ်တော်မှဆွေးနွေးဖို့အတည်ပြုလိုက်တယ်လို့လူဦးရေတိုးပါနှုံထိန်ညှိချင်းဆိုင်ရာကျန်းမာရေးဆောင်ရှောက်မှုဥပဒေကြမ်းကိုလည်းကန့်ကွက်သူမရှိတဲ့အတွက်လက်ခံဆွေးနွေးဖို့အတည်ပြုလိုက်ပါတယ်။ဒီဥပဒေကြမ်းတွေကိုပြဋ္ဌာန်းပေးဖို့အတွက်အမျိုးဘာသာသာသနာထိန်းသိမ်းဆောင်ရှောက်ရေးအဖွဲ့ကသမရဦးသိန်းစိန်ကိုပြီးခဲ့တဲ့ဇူလိုင်လကတင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်ရှင်။ အလုသမားတွေရဲ့အနိုင်ဆုံးလောက်ခလာစာကိုတရက်အလုချင်း၈နာရီပေါ်အခြေခံတွက်ချက်ပြီးသတ်မှတ်ဖို့အ ਨੇ ဆုံးအခကျင်းတွေသတ်မှတ်ခြင်းဆိုင်ရာအလုသမားအဖွဲ့အစည်းအလုယုံဆွေးနွေးပွဲကနေဆွန့်ဖြတ်လိုက်ပါတယ်။သုံးရက်ကြာကျင်းပခဲ့တဲ့အလုယုံဆွေးနွေးပွဲအပြီးရန်ကုန်မြို့မြန်မာညဉ့်ညံ့ရေးစင်တာမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။အလုချင်း၈နာရီပေါ်အခြေခံပြီးတွက်ချက်မှာဖြစ်တာကြောင့်အချိန်ပိုကြီးအဖို့စုကြီးနဲ့ရှားပါးစိတ်တွေကိုထည့်သွင်းသတ်မှတ်မှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလူသမားတမကများအဖွဲ့ချုပ်ကပြောပါတယ်။ ဒီလုံလုံစနူဝဲကိုမြန်မာတနင်္လာနိုင်ငံလုံးမှာရှိတဲ့လုံသမားတပ်မကအဖွဲ့ဝင်တွေနဲ့အ ਨੇ ဆုံးအခကျင်းွေတတ်မှတ်ရေးမျိုးသားကော်မတီအဖွဲ့ဝင်တွေတွေ့ရောက်ဆွေးနွေးခဲ့ကြပါတယ်စနေဘက်ကရရှိလာတဲ့သဘောတူညီချက်တွေကိုအလုတ်သမားအလုတ်အကိုင်နဲ့လူမှုခုလုံရေးဝန်ကြီးဌာနထံတင်ပြသွားမယ်လို့သိရပါတယ်ရှင်။အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ဖို့ရပ်ပေါင်း60ကန့်ကွက်ဆန္ဒပြထားပေမဲ့အစိုးရဘက်ကတုံ့ပြန်မှုမရှိခဲ့တဲ့အတွက်နိုင်ငံလုံးဆိုင်ရာကျောင်းသားတပည့်ကြီးဆင်နွှဲသွားမယ်လို့ ီမိုကရေစီပညာရေးလှုပ်ရှားမှုအဖွဲ့ကပြောလိုက်ပါတယ်။လက်ရှိပြဋ္ဌာန်းထားတဲ့အမျိုးသားပညာရေးဥပဒေကိုအစိုးရလွှတ်တော်နဲ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာခွင့်ရက် NNER ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဥဆောင်ကော်မတီတို့လေးဝန်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ပြီးခဲ့တဲ့နိုဝင်ဘာလကစတင်ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီးရပ်ပေါင်း60အတွင်းအကောင့်ထဲပေါ်ပြီးဖို့တောင်းဆိုထားတာပါ။ဇန်နဝါရီလ16ရက်နေ့ဟာရပ်ပေါင်း60ပြည့်ပြီဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့လှုပ်ရှားမှုတွေကိုဆောင်ရွက်သွားဖို့အခုလိုသတင်းစာရှင်းလင်းပွဲကျင်းပတာလို့ပြောပါတယ်။အမျိုးသားပညာရေးဥပဒေကိုပညာရေးမြင့်တင်မှုအကောင့်ထက်ဖော်မှုကော်မတီကရေးဆွဲခဲ့တာဖြစ်ပြီးပြည်ထောင်စုလွှတ်တော်မှပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကအတည်ပြုခဲ့တာဖြစ်ပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရနာဝင်ပြပါရှင်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ပြည်သက်များရှင်။ ျမတို့ RFA Radio နဲ့ရုပ်သံအစီအစဉ်တွေကိုလက်ကင်ဖုန်းတွေကတဆင်အချိန်မရွေးဖတ်ရှုကြည့်ရှုနားဆင်နိုင်မယ် RFA Mobile App ကို Google Play Store နဲ့ iTunes Store တွေကနေရယူနိုင်မှုဆိုတဲ့အကြောင်းကိုလည်းအသိပေးအပ်ပါတယ်ရှင် RFA ပရိသတ်တွေရဲ့ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ် RFA ရုပ်မြင့်တညာအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာပါပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးကိုနေပြည်တော်တခိနာတေရီမြို့နယ်မှာရှိတဲ့ပါတီဌာနချုပ်မှာဇန်နဝါရီလ16ရက်နဲ့18ရက်နေ့တွေကကျင်းပခဲ့ပြီးဇန်နဝါရီလ18ရက်နေ့မှာသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ် RFA သတင်းတောက်ကိုကျော်သူကကောက်နှုတ်တင်ပြထားပါတယ်ရှင်ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ တတိယကြိမ်ဗဟိုကော်မတီအစည်းအဝေးပြီးမှပါတီဒုတိယဥက္ကဋ္ဌဦးထေဦးဦးဆောင်ပြီးဒင်းသာရှင်းလင်းပွဲကျင်းပခဲ့တာပါအဲဒီလူမန်းတချောက်ရောက်တော့အထောက်ဆန္ဒမှုနဲ့ဒါအခြေခံတဲ့လက်ရုံးကြီးပြည်တဲ့ကျွန်တော်ညီမချက်ပါသူတွေရေကောက်ပွဲမှာပါတီအွန်လိုင်းရေးအတွက်ပါတီဝင်အားလုံးကစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီးဒါကျွန်တော်တို့ပုံပွဲထားပြအောင်ကြည့်ပါဦးအထောက်ဆန္ဒသူတွေရေကောက်ပွဲမှာနေအောင်လုပ်ပါဦးတိုင်းသာစည်းလုံးညီညွတ်ရေးအမျိုးသားပြန်လည်တည်မြဲရေး လန်ထက်ကင်ပြိပက္ခတွေချုပ်ငင်းပြီးငင်းငမ်းမှုရရှိရေးနဲ့နယ်မြေဒေသဖွံ့ဖြိုးရေးတွေကိုဖူးပေါင်းဆောင်ရွက်ဖို့အတွက်လည်းတတိယကြိမ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘိုဟိုကော်မတီအစည်းအဝေးကချမှတ်ခဲ့တဲ့ရှေ့လုံငန်းစဉ်တွေထဲမှာပါဝင်တယ်လို့သိရပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတတိယကြိမ်ဘိုဟိုကော်မတီအစည်းအဝေးကိုဇန်နဝါရီလ16ရက်နေ့နဲ့18ရက်နေ့တွေကနှစ်ရက်ကြာကျင်းပခဲ့ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပါတီကိုယ်စားလှယ်265ဦးတက်ရောက်ခဲ့ပါတယ်။ လက်တော်နဲ့အစိုးရအဖွဲ့အတွင်းကပြည်ခိုင်မျိုးပါတီဝင်တွေမတည့်ကြောင်းပြောဆိုနေတာနဲ့ပတ်သက်လို့လည်းဦးထေဦးကအခုလိုပြန်လည်ရှင်းလင်းခဲ့ပါတယ်။လက်တော်ထဲမှာလည်းကျွန်တော်တို့ပဲပါတီထဲမှာလည်းကျွန်တော်တို့ပဲသို့တော်လည်းပါတီကြတော့ပါတီတာဝန်ထမ်းဆောင်ပါပဲပါတီရဲ့အဲကိုကိုမှပါတီရဲ့အခြေခံထားပြီးကျွန်တော်ဆောင်ရမယ်။လက်တော်ထဲကြတော့လည်းလက်တော်တာဝန်ထမ်းဆောင်ရမယ်လေ။သူလက်တော်ရဲ့လုပ်ငန်းတွေနဲ့သူထောင်းထမ်းဆောင်ရမယ်။အစိုးရဘက်ကလည်းအချို့ရည်မြင်တဲ့သူပြောမှာပေါ့အဲ့ဒီအချိန်ကျရင်အမြင်တွေမတူတဲ့အချိန်တွေကတော့ရံဖြစ်နေတယ်လို့ပြောတာဖြစ်နေတယ်ကျွန်တော်တို့ရံဖြစ်ဘူး ျွန်တော်တို့အချင်းချင်းလူတွေကမတည့်ဘူးလို့ပြောတဲ့ဥစ္စာတွေဖြစ်နိုင်ပါဒါအပြင်ပြည်အောင်စုလွှတ်တော်ကတောင်းဆိုထားတဲ့၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ပတ်သက်တဲ့မေးမြန်းချက်ကိုလည်းဦးထေးဦးကအခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ဥထာကြီးပြောတဲ့သဘောကတော့၆ပွင့်ဆိုင်မဟုတ်ဆွေးနွေးပွဲကိုလူလာတာ၆ပွင့်မဲ့ဆိုင်ဆိုင်၃ပွင့်မဲ့ဆိုင်ဆိုင်၄ပွင့်မဲ့ဆိုင်ဆိုင်၁၂ပွင့်မဲ့ဆိုင်ဘလောက်ပဲဆိုင်တယ်အဓိကကတော့ဆွေးနွေးတိုင်းလေဆိုလို့ရှိရင်အဖြစ်မှန်ရမယ်လို့ဆိုလိုတဲ့သဘောရှိတယ် ။သို့တော်လည်းပဲအခုခင်ဗျားတို့ပြောနေတဲ့ဥစ္စာတော့အမီဖော်ပြလို့ရနေတဲ့သဘောဖြစ်နေတာပေါ့နော်။သို့တော်လည်းပဲဆွေးနွေးမှုလိုချင်တာပါ။ဒါတကယ်တမ်းပြောရင်တော့တော်တော်လေးမှာတင်ပြတာကဒီလိုဖြစ်သွားတဲ့အတွက်ဒါဒီလိုလို့ပြောနေတာဆွေးနွေးမှုလိုချင်တယ်ကျွန်တော်တို့ခိုင်။ပြည်ခိုင်မျိုးပါတီကတိုင်းဒေသကြီးခုနှစ်ခုမှာတောင်သူလယ်သမားရေးရာဆွေးနွေးပွဲတွေကိုကျင်းပခဲ့ပြီးဖြစ်တယ်လို့ပြည်နယ်ခုနှစ်ခုမှာလည်းအလားတူဆွေးနွေးပွဲတွေဆက်လက်ကျင်းပသွားမယ်လို့လည်းပြောဆိုသွားပါတယ်ခင်ဗျာ။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်ရှင်။ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့အကြိုဂုံပြူလမ်းလျှောက်ပွဲကို NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီးဇန်နဝါရီလ17ရက်နေ့ကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။အဲ့လမ်းလျှောက်ပွဲမှာ NLD အဖွဲ့ဝင်တွေနဲ့အတူ88မျိုးဆက်ငင်းချင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းကအဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။ RFA သတင်းတောင်မတ်ဝေမာထွန်းကတင်ပြထားပါတယ်ရှင်။ ဘူကျော်အောင်ဆန်းကိုဂုံပြူလမ်းလျှောက်တဲ့သူတွေဟာရန်ကုန်မြို့ဗဟန်းမြို့နယ်ကံတော်ကြီးပတ်လန်းကဘူကျော်ကျေးရုပ်ရှိကနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှိထိလမ်းလျှောက်ဂုံပြူခဲ့ကြပါတယ်။ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကဂုံပြုမိကွန်ပြောကြားခဲ့ပါတယ်။ဒီနေ့နိုင်ငံတော်မှာထူထောင်သွားတဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတနည်းအားဖြင့်ဒီနေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဆန်းကြီးရဲ့ဖခင်ဖြစ်သူတို့တို့တို့ဆက်လက်ပြီးတော့သူကျေးဇူးတရားတွေကိုပြန်လည်ကျေးဇူးတရားဆက်တဲ့အနေနဲ့ဒီနေ့ပျော်ဝဲရှင်မဲအခြေခံပြီးတော့ပြည်သူလူထုဆောက်ရှာဆောက်ရှာမှုလေးတခုအားဖြင့်ဒီနေ့ပြည်ပြအောင်မြင်သွားပါပြီ2015ခုသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနှစ် နေ့ပြန်ပြီးတော့တချီရောက်လာပြန်ပြီဆိုစိတ်ဓာတ်နဲ့ချက်နဲ့အောင်မြင်နေကြိုးပါလုံးမပေါ်တခဲနဲ့ပြည်သူပြည်သားလိုနေပြီလှုပ်ရှားအောင်မြင်ဆိုင်နေကြပါစေကျွန်တော်တို့ဒီတော့ရေဒီကိုချုပ်ပါမယ်။အတိုင်းပြည်အတွက်ကျေးဇူးရှိခဲ့တဲ့အထက်ကတော့စစ်တပ်ပေါ်စစ်တပ်ပေါ်မှာကျေးဇူးရှိခဲ့တဲ့ဒီပုဂ္ဂိုလ်တယောက်ကိုဂုဏ်ပြုခွင့်ရတယ်ဆိုတာဒါနော်နော်ကဲကံကောင်းခြင်းမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အခုတိုင်းပြည်မှာရှိနေတဲ့စစ်တပ်ပိုင်းရော ဒီအစိုးရအပိုင်းတွေရောအပေါ်အစီပေါင်းဆိုပြည်သူလူထုအားလုံးကဘိုးချုပ်နှစ်တရာပြင်မှာတော့အားလုံးပူးပေါင်းပါဝင်ပြီးဆောင်ရွက်တဲ့တယ်လို့ကျွန်တော်လည်းမြင် အဲ့ဒီကွန်ပျူပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကအဖွဲ့ဝင်တွေအပါအဝင်ရန်ကုန်မြို့ကန်လူထုစုစုပေါင်း100ကျော်ပူးပေါင်းပါဝင်ခဲ့ပါတယ်။အခုဆိုလို့ရှိရင်ဒါပြည်သူတွေကတက်ကြွစွာလုပ်နေပြီးတော့အစိုးရအနေနဲ့လည်းခေတ်ဆက်ဆက်မြင့်မြင့်ခဲ့တဲ့ပို့ကြောက်စားအခုနှစ်တရာပြည့်တောင်မှဘာမှစတင်လှုပ်ရှားခြင်းလည်းမရှိသေးပါဘူး။ပြည်သူတွေဘက်ကဒီကစတင်လှုပ်ရှားခြင်းဖြစ်ပါတယ်။တကယ်တော့တိုင်းပြည်တစ်ပြည်ကိုဥဆောင်မဲ့အစိုးရအနေနဲ့ကတော့မိမိတို့နိုင်ငံရဲ့တိုင်းပြည်ခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ကနဦးအစခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ဖခင် ဘိုလ်ချုပ်ကိုအစိုးရကဥဆောင်ပြီးတော့တကယ်လို့သာပြည်သူပြည်သူကိုကိုစားပြုတဲ့ပြည်သူအစိုးရဖြစ်မယ်ဆိုရင်ဖခင်ဘိုလ်ချုပ်ကိုအစိုးရမှဥဆောင်ပြီးတော့အဖခင်ဘိုလ်ချုပ်ရဲ့အခမ်းအနားကိုတမိုင်းအစင်လာကိုပို့ပြီးတော့အဒီထက်ပို့ပြီးတော့ဖော်ထုတ်နိုင်အောင်စ조사တင်ပါတယ်လို့ပြောစီပါဘိုလ်ချုပ်အောင်ဆန်းကိုလမ်းလျှောက်ဂုံပြုသူတွေကိုပန်းရလန်တေဂီတာအဖွဲ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှိမှဘိုလ်ချုပ်အောင်ဆန်းဂုံပြုတေးသချင်းတွေနဲ့ဖျော်ဖြေခဲ့ပါတယ်ရှင် RFA Radio အသံလွင့်အစီအစဉ်တွေကိုနေ့စဉ်နေ့တိုင်းမနေ့9နာရီကနေ့10နာရီထိတစ်ကြိမ်ညဘက်ပိုင်းမှာ9နာရီကနေ့10နာရီထိတစ်ကြိမ်အမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေပြီးတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ RFA အသံလွင့်အစီအစဉ်တွေမှာ နေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေဒါအပြင်ဆက်သွယ်မေးမြန်းချက်တွေအပတ်စဉ်ကဏ္ဍဆောင်မတွေကိုလည်းပဲထုတ်လွှင့်ပေးပါတယ်။ဒါတွေအပြင်နေ့စဉ်မနေ့ပိုင်းအစီအစဉ်မှာတိုင်းရင်းသားဘာသာစကား9မျိုးကို အလှည့်ကျထုတ်လွှင့်ပေးပါတယ်။တနင်္ဂနွေနေ့တွေမှာတော့ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းတွေမျက်မှောက်ရေးရာအခြေအနေတွေနဲ့ပတ်သက်ပြီးတနင်္ဂနွေဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်ပေးပါတယ်။ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုတော့ ည7နာရီခွဲကနေပြီးည9နာရီအထိနိုင်ရွက်ကြထုတ်လွှင့်ပေးနေပြီးတော့အဲ့ဒီအစီအစဉ်ကိုပဲနောက်တနည်းမနဲ့9နာရီခွဲမှတစ်ကြိမ်မွန်းလွဲ10နာရီမှတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးလိုပါတယ်။နေ့စဉ်အစီအစဉ်တွေကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းရင်းသားအစီအစဉ်တွေနဲ့ထုတ်လွှင့်ပေးပါတယ်။စနေနေ့ညဘက်မှာထုတ်လွှင့်တဲ့အပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုနောက်တနည်းတနင်္ဂနွေနေ့နဲ့တနင်္လာနေ့တွေမှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ ် RFJ မြန်တန်ညာစီစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါရှင်။ Nobel ဆုရစာရေးဆရာတွေရဲ့မူရင်းစာပေလက်ရာတွေနဲ့နိုင်ငံတကာစာပေတွေအကြောင်းဆွေးနွေးကြတဲ့ Nobel မြန်မာစာပေပွဲတော်ကိုရန်ကုန်မြို့ကမြို့သားဆက်ရုံမှာဒီလ18ရက်နေ့ကစပြီး၃ရက်ကြာကျင်းပခဲ့ပါတယ်။ RFJ သတင်းတောက်မတ်ဆန်းမော်အောင်ကတင်ပြထားပါတယ်ရှင်။ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ Nobel မြန်မာစာပေပွဲတော်မှာ Nobel ဆုရှင်တွေရဲ့မူရင်းစာပေလက်ရာတွေနဲ့ Nobel ဆုရှင်တွေရဲ့ဓပုံတွေကိုပြသထားပါတယ်။ ဒါအပြင်စာပေဟောပြောပွဲအစီအစဉ်တွေလည်းထည့်သွင်းထားပါတယ်။အဲ့ဒီစာပေပွဲတော်မှာ88မျိုးဆက်ငိမ့်ချိုင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းကကိုမင်းကိုနိုင်နဲ့ဥက္ကူကိုကြီးတို့ကငိမ့်ချိုင်းနဲ့စာပေကောင်းစဉ်နဲ့ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ငိမ့်ချိုင်းအကြောင်းပြောမယ်ဆိုရင်အဲ့ဒီနိုင်ငံမှာတာဝန်ရှိနေတဲ့တာဝန်ယူထားရတဲ့အစိုးရတရက်ကကိုယ့်နိုင်ငံသားတွေကိုဘယ်လောက်တန်ဖိုးထားလဲဆိုတဲ့အချက်က အဓိကကြလဲဆိုကျွန်တော်အောင်းပြီးပါတယ်။သပြီးပောက်ခွဲပြီးလောင်ပြီးဆိုမှအစွမ်းထုတ်ပြီးတော့ငိမ့်ပေးတဲ့မိသားသမားများထဲစစ်ပွဲများကညီညာရေးလူမှုအဖွဲ့အစည်းများကြားထဲမှာလူမျိုးဘာသာယုံကြည်ရာအဲ့ဒီပဋိပက္ခတွေကကျင်းစင်တဲ့ညီညာရေးအဲ့ဒီနှမျိုးလုံးအတွဲဉာဏ်ပညာရှိရှိမလောင်ငင်ကပဲလောင်စာရောမိချုံမဲ့အရာတွေကိုပါတားဆီးဖယ်ရှားပြီးတော့ အဓိကြီးစွာနဲ့ကြိုတင်စောင့်ရှောက်တတ်သောမိသားဓမ္မအကောင်းများကိုလူရှိပါတယ်နှစ်ပေါင်း60ကျော်ကြာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကိုမရက်ဆဲနိုင်သေးတဲ့အတွက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပြောင်းလဲဆောင်ရွက်တင်တာတွေကိုဥက္ကကိုကြီးကထောက်ပြခဲ့ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်စစ်ပွဲဒေသတွေကိုရောက်ခဲ့တဲ့အခါမှာကြုံတွေ့ရတဲ့အနစ်ထာရုံနဲ့လူတွေရဲ့အနာတွေအဆောက်အဦပြတ်သွားတာပြဿနာမဟုတ်ပါဘူး။ပြန်ဆောက်ရကြပါလား။လမ်းတွေတခြားလမ်းတွေ ထိုးဖယ်ပြစ်လိုက်ဖောက်ခွဲပြစ်လိုက်ပြဿနာမရှိပါဘူးတာဝါတိုင်တွေဖျက်ဆီးပြစ်လိုက်ပြဿနာမရှိပါဘူးအဲ့ဒါတွေအားလုံးဟာကျွန်တော်တို့ပြန်တိဆောက်လို့ရတယ်ကျွန်တော်တို့တိုင်ရင်သာကလေးတွေရဲ့ယင်ထဲကအနာဟာမျိုးဆက်နဲ့ခြီးပြီးတော့ကုသရတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရုပ်ဝတ္ထုဖျက်ဆီးတာတဲ့လူတွေရဲ့စိတ်ဒဏ်ရာတွေအနာတရားတွေဖြစ်သွားတာမျိုးတွေကိုကျွန်တော်တို့လူအဖွဲ့အစည်းကအထူးသဖြင့်လူအဖွဲ့အစည်းတာဝန်ရှိတဲ့သူတွေကလေးလေးနက်နက်သင်ခန်းစာယူနားလည်သဘောပေါက် လူမယ်လို့မြင်ပါတယ်။လွန်ခဲ့တဲ့1980ခုနှစ်နောက်ပိုင်းမှာဖော်ပြခဲ့တဲ့နိုင်ငံရေးစာပေတွေရဲ့လွှမ်းမိုးမှုကြောင့်နိုင်ငံရေးလှုပ်ရှားမှုတွေမှာတက်ရောက်မှုတွေရှိခဲ့တဲ့အကြောင်းလဲဆွေးနွေးသူတွေကထောက်ပြခဲ့ကြပါတယ်။နိုင်ငံရေးမှာဟာဒီဝါတွေစဉ်းစားတဲ့အခါမှာအကယ်ဒမီစာပေတွေကအရေးကြီးတာပါလေ။ဥပမာအားဖြင့်လေတော့ချက်ကိုပြောတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့စစ်တပ်ဆုတ်ပါသွားရင်နိုင်ငံရေးအတွက်ပါရေးကိုပြောတဲ့အခါမှာဖြစ်ဖြစ်အခုမတော်ဆုံးနိုင်ငံပြန်တဲ့ရာပဲစစ်ပဲဆက်ဆံရေးဆိုတဲ့စာအုပ်မျိုးอ่ะ အဖက်ကလေးကဖားတယ်ဆောင်မျိုးဖြစ်လာပါတယ်။အဲဒါကြောင့်မို့ဒါနောက်ဆုံးကျွန်တော်တို့ဒီစာပေနိုင်ငံကြီးမှာအွှေ့အွှေ့မှာဒါကဒီနောက်ဆုံးအကဲနစ်စာပေတွေဖြစ်ပေါ်လာခြင်းကစိတ်ဝင်စားစရာကောင်းတယ်။တို့တော့လေစိတ်ကိုချက်ကတော့ဖတ်တဲ့သူအနေနဲ့ကလည်းမိမိရဲ့ဥပါဒကိုမိမိဖြာပြီးတော့ပညာရှင်တွေပြောတာဘာဆိုတော့နားထောင်နိုင်ဖို့လိုပါလေ။လက်ရှိသတင်းမီဒီယာတွေမှာလွတ်လပ်ဆောင်ဖော်ပြဝင်ကိုအစိုးရကဥပဒေတွေနဲ့ချုပ်ကန့်ထားဆဲဖြစ်ကြောင်းနဲ့ တရင်မီဒီယာတွေကိုတိုင်းလိုက်နိုင်ရမယ်တရင်ကြွတ်ဝတ်တွေနဲ့တရင်မီဒီယာသမားတွေရဲ့အရေးချင်းတွေမြင့်တင်ဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့ကြပါတယ်ဒါအပြင်စာအုပ်တိုက်တွေကစာအုပ်အယောင်ဆိုင်တွေစာပေပညာရှင်တွေကိုတိုင်းပါဝင်ကပြရတဲ့ပြဆက်အစီအစဉ်တွေလည်းထည့်သွင်းကျင်းပခဲ့ပါတယ်ရှင်ရန်ကုန်မြို့မြို့သားဆိုင်ရုံမှာကျင်းပခဲ့တဲ့ Nobel မြန်မာစာပေပွဲတော်အကြောင်းမှတ်စမ်းပုံအောင်တင်ပြပေးခဲ့တာပါရှင်။ခုဆက်ပြီးမွန်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ မွန်ပြည်နယ်ချောင်းသွမြို့နယ်ကမွန်ရိုးရအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ဒုတ်ကောက်ဆေးရန်လုပ်ငန်းလုပ်ကင်သူနေပါလာနေတဲ့အကြောင်းမြန်မာဘာသာစာရန်ထုတ်တင်ပြထားပါတယ်ရှင်။ပေါ်ရတဲ့မော်ပွိုင်းနေမဆိုင်ဒေဆာကောမိုင်းဘရုကွမ်ဝန်တို့ကတည်းမပတော်ကဘောက်တော့လေကျုံတော့မနေကလုံးအောင်ချင်အနုကတန်ကေနုကောညတရာကမလုံးတဲ့ပေါ်ညတရာကမလုံးနိုင်မွန်ငွေဝင်းထုံကတည်း ก็ตัวนกต้มแดดจะผนกผนกปุยทุยลำปุญญาเนาะกลาออดแล้วก็ชายน้องบักโตบ่ผนกทุยนะตุยดีหลักเราเนาะอังเสนียสำควานหมวกกลุ่มเออคิดตื่นแหลกลุ่นสำสำไมพวกกลุ่มบักโตกลางหลักเราเนาะคิดแดดมือทอดอันนี้บ่เออปุยก็จะกลุ่นมาก่อนเลย bị mình luôn là phẳng lại luôn mà nói để luôn nói là ôi cái đấy luôn mà bị là người là tôi bị mua yên bán nước gạo luôn mà cho mua mua yên này cái bùi thôi là một thôi. là luôn một có ก็ลุงปนอกวยกลุ่มหนูก็ไอ้ขมายหนูยังวยกล้ปตอนอาก็ตีปวยฉากลุ่มอ่ะหนูฉากตัวฮักลอนาตัวก็ก้นจ่าตอนหนูยินดีกวนต่อมวยเกลุ่มหนึ่งตีฮักลอนาตัวหนูปนยาหนูยังวยกล้ปตอนอาก็ตี để tổ chắc tôi, cơ liên thuyên tổ án à nấu cái lê Nhi chắc hôm đó Chắc xin chưa? bất đứa để luôn mặc tàu lý chung tốt của tôi Mẹ bà tôn có chức này đi, trước kẻ tổ tổ tùy Là mấy hơi cao luôn tết một tàu có Bọc tàu lý hơi chung, mang chú lùi Là mấy bọt bộ cho hơi cao bắt tết cả mặc nấu kể tìm kì đó Bà đưa qua và đưa cầu khuyên là thì nay nhu ta cũng lên cao ở tuy là cao nó hắc lọc lên tôi các cũng ta cũng tao đó nên là to cầm lút hay dài làm nhom bắt đầu hộ mùa cầm ra các bụt mà bắt tôn có bắt tố để cho tố có mỗi nửa cơ đây sai tố đi bà quái mùa tương ngũ một kẻ cao hạ bọc lộn lấy là ngọt bằng cầm xong có rả nằm măng bà tuổi cầm ra hót nửa cơ lúc nửa cơ trong lên hình tuy để tốt cho lời xuyệt lại đó cái tem kết នោះក៏ណៃមូនងវិញដែរកពុតែនោះក៏ខ្វះមនុស្សតក៏ទីប្រឡងបចប់ណាដែលកាយដែលវែងតទ្វីនោះក៏មកឆងប្រឡងបចប់ណាក្មេងណេងក្រោយដែលសេនថៃវ៉ានឥណ្ឌាអមេរិកានសូទីរ៉េបៀតនោះគេតែមគេរតាំងគូនដែរអោ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်ကျမတို့ RFA ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ် RFA ကိုစာရေးသားပို့ချင်နေဆိုရင်တော့ internet email လိပ်စာက bamis@rfa.org ဖြစ်ပါတယ် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချဲ့ပြီးထုတ်လွှင့်ပေးနေပါတယ်ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်နေတဲ့အစီအစဉ်ကိုနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန် နေ့လယ်တနင်္လာနေ့မှတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေပါတယ်။ဒီအစီအစဉ်တွေကိုလက်ရှိ ထုတ်လွှင့်နေတဲ့ Asia Set 7ဂျိုလူနဲ့ New Skies ဂျိုလူတွေကနေဖမ်းယူကြည့်ရှုနိုင်တဲ့အကြောင်းသိပေးအပ်ပါတယ်။ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာရင်ပြည့်စုံပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါလိမ့်ရှင်။